လေးရှုစားကြမှာပါရှင်ချေကုံမှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးစစ်သည်နဲ့အကြောင်းကိုပို့တယ်လို့စကောင်စီလက်အောက်ခံရဲတွေကလည်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးရဲတင်နဲ့အကြောင်းကိုပို့တယ်လို့မိသားစုဝင်တွေကသိရပါတယ်။လေကူးမြို့နယ်မြို့မှာရက်ကွက်နဲ့ဇယံကွင်းကျေော်မှာနိုဝင်ဘာလ30ရက်နေ့က လူငယ်တချို့ကိုရဲတွေကပေါ်တာဆွဲဖမ်းဆီးကပဲခူးတိုင်းပြည်မြို့နယ်အမှတ်နှစ်ရဲလေးကျင်းရဲ့တင်တန်းကြောင်ကိုပို့လိုက်တယ်လို့မိသားစုဝင်တယောက်ကဒီပူပီကိုပြောပါတယ်ရှမ်းပြည်နယ်တာဝိုင်းမှာအကြောင်းအမျိုးမျိုးကြောင့်ဖန်ဆီးခံရသူတွေကိုစစ်တပ်လက်အောက်ခံရဲတွေကပြည်တယ်မချမဲ့ပဲအမှတ်လဲရဲလေးကျင်းရဲ့အကြောင်းကိုပို့လိုက်တယ်လို့ရောင်ငံမျိုးခံတယောက်ကဒီဘူဘီကိုပြောပါတယ် ရဲတပ်သားတဲ့တွေကိုစစ်မှုထမ်းလို့အပတ်စဉ်တက်ကစမခေါ်ပဲအရင်ရှိခဲ့တဲ့ရဲတပ်သားတဲ့အပတ်စဉ်တရားကစတင်ခေါ်ယူခဲ့ပြီးရဲလေးချင်းရဲ့တင်တဲ့အကြောင်းလေးချောင်းမှာတင်တဲ့ပေးခဲ့ရာအခုဆိုအပတ်စဉ်130ရောက်နေပြီလို့အငိမ့်စာရဲအရာရှိတယောက်ကရှင်းပြပါတယ်။ရဲတပ်သားတွေကိုလည်းရမင်းသိအခြေဆိုင်အမှတ်1ရဲလေးချင်းရဲ့တင်တဲ့အကြောင်းပြည်မြို့ဝတ်ထီးကအခြေဆိုင်အမှတ်1ရဲလေးချင်းရဲ့တင်တဲ့အကြောင်း စကားအခြေစားအမှတ်3ရေးလေးကျင်တင်တဲ့ကြောင်းနဲ့တောင်ကြီးမြို့အခြေစားအမှတ်လေးရေးလေးကျင်ရဲ့တင်တဲ့ကြောင်းမှာတင်နေပေးနေတာဖြစ်ပါတယ်ရှင်။ဧရာဝတီမြောက်အရှေ့ဘက်ဂျမ်းမှာနောက်ဆုံးကျက်ရှိနေတဲ့ဗမော်မျိုးမျိုးသိန်းတိုက်ပွဲဟာ2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကတနေ့ပြစ်ခဲ့ပါတယ်။လက်ရှိအချိန်ထိဗမော်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။နိုဘာလကုန်ပိုင်းလောက်ကစပြီးစစ်ကော်မရှင်တပ်တွေဟာ ဗမောပဝန်းကျင်တကြောစစ်ကြောင်းထိုးထုဆစ်စင်လှရှားလာတာကြောင့်တိုက်ပွဲပြန်ပြင်းထန်နေတယ်လို့ KNY ရှေ့တန်းတင်းရင်မြစ်ကပြောပါတယ်။စကားစရီကဒီနိုဝင်ဘာ30ရက်လောက်ကတည်းကနေအော်သူဆစ်စင်တယ်လို့ပြောမှာနော်အဲနိုဝင်ဘာ30ရက်လေးကတည်းကနေဒီဗမောပဝန်းကျင်မှာဟိုတိုက်ပွဲရလို့တောက်လျှောက်ဖြစ်နေတာပေါ့နော်။ဆိုတော့မနေ့ကဒီဒီဇင်ဘာ9ရက်နေ့အထိပေါ့နော်9ရက်နေ့အထိတိုက်ပွဲရတော့အဲ့လို ဒီတိုင်းပဲဖြစ်နေတယ်နှစ်ဖက်မိပြင်တက်ဖို့ဖြစ်တယ်ဘုနော်စကားစာရီဘက်ကသူတို့တန်ချက်ကာတီတုံးနေသူတို့နေပြီးတော့အဆုံးပဲပေါ့ဗျာလို့လည်းလည်းကြီးရောဖြစ်တယ်အဲ့ဒါနဲ့အဲ့လိုလုပ်ပြီးစစ်ကြောင်းထိုးလာတော့အဲ့ဒါတိုက်ပွဲရတော့အော်ဒီငုံခဲရဲ့ပါတီမှာတော့တောက်လျှောက်ဖြစ်နေတယ်ဘုနော်မိပြင်အောင်မှာတော့2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ဖို့ဆောင်းလာတဲ့ကချင်လူမျိုးရေးတမတော်ကင်ရဲ့ဗမော်မျိုးတိန်တိုက်ပွဲဟာပြီးခဲ့တဲ့ဒီဇင်ဘာ4ရက်နေ့ကတနစ်ပြေးခဲ့ပြီးဖြစ်ပါတယ်ဗမော်မျိုးတိန်တိုက်ပွဲစတင်ခဲ့တဲ့ 2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကနေပြီးခဲ့တဲ့2025ခုနှစ်နှစ်ဝက်ပိုင်းဂျွန်လဝန်းကျင်အထိဗမော်မျိုးအတွက်အရေးပါတဲ့မြို့တွင်းနေရာနဲ့စစ်တပ်နေရာတချို့ကို KAI ပူပေါင်းတပ်တွေကတင်ပိုင်နိုင်ခဲ့ပြီးစစ်ရေးအသာစီရရှိခဲ့ပါတယ်။ဒါပေမဲ့ဇူလိုင်လကနေစစ်တပ်ကစစ်ရင်အားအပြင်စစ်လက်နက်ရိခါတွေတင်လာတဲ့စစ်တမော်အစီး20ကျော်ကိုမန္တလေးဘက်ကတည်ယူပြီးစစ်ရင်အားစုဆောင်းကတချို့ပြန်တံပြန်ထိုးစစ်ဆင်ဆွနွဲခဲ့တာဖြစ်ပါတယ်။ စီးခါတွေတည်ယူပြီးနောက်စစ်တပ်ရဲ့တံပြန်ထိုးစစ်မှာ2025ခုနှစ်နှစ်စပိုင်းမှာတင်ပိုင်နိုင်ခဲ့တဲ့အမှတ်9တုံညတင်လေတင်ကာတက်အမှတ်366အမြုပ်တည်ရင်ခလာရ236နဲ့ရှေ့တန်းကာကင်းတက်စကန်တချို့ကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်စစ်ကော်မရှင်တပ်တွေဘက်ကဗမော်မျိုးလက်မလို့ရရင်အတွက်စစ်လီရင်မျိုးစုံနဲ့လေချောင်းတိုက်ခိုက်တာတွေဒရုန်းလက်နက်ကြီးအုံပြတိုက်ခိုက်တာတွေစတိုက်လို့ဆောင်နေတယ်လို့တစ်ဖက်မှာ KIA နဲ့တွန်လိုင်းပေါင်းတပ်တွေကလည်း စစ်တပ်ရဲ့တံပြန်ထိုးစစ်ကိုခုခံတက်ခိုက်နေတာဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲတစ်နှစ်ပြည့်သွားတဲ့အချိန်ဗမော်မြို့တွင်နံဖာတာမိုင်းလုံးဗမော်တက္ကသိုလ်ရှိတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ဗမော်မုံမောက်တွာလန်းခလာရလေးခုံတွာလန်းတစ်လျှောက်စားတဲ့နေရာတွေမှာတိုက်ပွဲတွေရပ်တန့်သွားတာမရှိဘဲနေ့စဉ်တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ခေရင်ရှိတဲ့တည်င်းမြစ်ကပြောပါတယ်အဓိကဒီတိုက်ပွဲဖြစ်တာကတော့ဗမော်မုံမောက်ပြမှာဘောနော်ဗမော်နေ့ ဘုံဘုံထမုံမောဘကိုတော်ရလန်ကအဲ့ငားမိုင်အဲ့မန်ခွန်ဆိုရဲပေါဝင်ချင်တချောမှာစကားစားပြီးဘကအဲထိုးလာတာရှိတယ်ဘုံတော့သူတို့စီရင်အားရင်းနဲ့အဲ့လိုမြေပြင်ချီလင်းအဲစစ်ကြောင်းထိုးလာလို့အဘက်မှာလည်းတပွဲဖြစ်နေတာရှိတယ်ဘုံတော့နောက်တစ်ခုကကျတော့ဒီလေးဆက်ခွန်ဘုံတော့အဲမန်စီဘကိုတော်ရလေးဆက်ခွန်ပေါဝင်ချင်မှာလည်းအဘက်တချောမှာလည်း စကားစာလေးမြင်ပြင်ထိုးစစ်တွေရှိတယ်ဘောနော်ဆိုတော့ပမော Apple အဲ့ဒါတင်လို့မဟုတ်ပါဘူးပဝန်းကျင်ဘောနော်ပမော်မြင်ပဝန်းကျင်မှာစကားစပ်ကလည်းမြင်ပြင်ထိုးစစ်ရှိတယ်ပြီးတော့အဲနှစ်ဖက်ဖြစ်လိုက်တက်လက်ဆုပ်လိုက်ပေါ့ဗျာအဲ့လိုဆိုတော့အဲပမော်ပဝန်းကျင်မှာလည်းအော်တက်ပိုလီစပီပီနီယာရှိရပေါ့ဒီလွန်ခဲ့တဲ့ပတ်ဒီမှာတက်ပွေပြင်းတန်တာတော့ဒီအော်မောမောပချာရေးမစီအထက်ပချာရေးပဲတကြောမောမောထန်ငါးမိုင်ရဲ့ပဝန်ကျင်တွေမှာတော့တက်ပွေတော့နေတိုင်းလိုဖြစ်နေတယ်ဗျပမောတက်ပွေနဲ့ပတ်သက်ပြီးတရုတ်အစိုးရက ကချင်လူလက်ရေးတပ်မတော် KNY ကိုထိုးစစ်ရတန့်ဖို့ဖိအားပေးပြောဆိုတာတွေရှိနေပေမဲ့အခုတိုက်ပွဲကာလတနစ်ပြည်တွေအထိတိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပါတယ်။ဗမော်မြို့ဒိန်တိုက်ပွဲမပြီးမချင်းစီရင်အနိုင်ရရှိတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ကျန်းယုတ်တဲ့နဲ့ပြန်ကြရဲ့တာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကဒေတာသွေးမီဒီယာတွေကိုဖြေကြားထားပါတယ်။ကျမဟနာပါ။မန္တလေးမြစ်ကြီးနားလမ်းပိုင်းကနန်းစီအောင်ဂိတ်မှာစစ်ကောင်စီကဗီလဲမြင်တင်းကားတွေကို ဒီဇင်ဘာလအစောပိုင်းကစပြီးနေလုံးနဲ့တိုင်းဖြတ်တဲခွင့်တင်ခိုင်းတယ်လို့ကုန်သည်တွေနဲ့ရိန်မောင်းတွေစီကသိရပါတယ်မြကျင်းနာကိုပို့မဲ့ဘီလက်မြေကားတွေဟာအရင်ကမန္တလေးမြို့ဆွေတော်ကာယီဝင်းကစာရွက်စာနယ်တွေနဲ့တော်ပို့လို့ရပါမယ်။လက်ရှိမှာတော့တိုင်းဖြတ်တန်းခွင့်နဲ့နေလုံထောက်ခံစာပါမတော်လို့ရမယ်လို့ဆိုပါရယ်။အဲ့ဒီလိုနေလုံထောက်ခံချက်ပါတဲ့ကားတွေကိုတိုင်းဖြတ်တန်းခွင့်မှာတင်ခိုင်းတဲ့အတွက်9ရက်လောက်စောင့်ဆိုင်နေရတယ်လို့ရင်းပိုင်ရှင်တယောက်ကပြောပါရယ်။ တိုင်းဖြတ်တဲ့ခွင့်တင်တာဟာအခမဲ့ဖြစ်ပေမဲ့ခွင့်ပြုမိတ်ကြဖို့အတွက်တပတ်နင်းပါစောင့်ဆိုင်ရတာကြောင့်တရက်ကိုကာတစီအတွက်စားစစ်9000တရှိတယ်လို့ဆိုပါတယ်။ဒါအပြင်နေလုံထောက်ခံချက်မပါရင်လမ်းကပြည်သူစစ်ဂိတ်တွေကကာတစီကို3000ကနေ9000အထိတောင်းခံနေလို့ကုန်ကာမောင်းနေသူတွေကပြောပါတယ်။ တိုင်းထက်တဲ့အခွင့်တင်ဖို့အတွက်ကားဆရာနဲ့ကားရှင်မှာတပုံတပုံကားနောက်မှာတပုံကုန်ပစ္စည်းတပုံဆွေတော်ကောင်းဝင်းကပေးတဲ့မျိုးစာတစ်စုံနဲ့နေလုံးဝင်ကြီးပေးတဲ့စာတစ်စုံလိုအပ်တယ်လို့သိရပါရဲ့ရှင်။ စကိုင်းတိုင်းကနေမြို့နယ်တောင်ချမ်းမှာရှိတဲ့မှုထော်ကျေော်အနေချင်းတွင်းမြကန်ကိုဒီဇင်ဘာလ9ရက်နေ့လေမှာစစ်တပ်ကတိုက်လေရင်နဲ့ပုံသီးကျေချခဲ့တဲ့အတွက်အမျိုးသမီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မြေပြင်မှာတိုက်ပွဲမဖြစ်ပဲစစ်တပ်ကဘုံကျေခဲ့တာဖြစ်ပြီးနောက်ဆုံးတစ်ကြိမ်မှာဒုံးကျည်နဲ့ပစ်တော့တဲ့အတွက်မှုထော်မြောက်ရော်ကအသက်30ဝန်းကျင် အမျိုးသမီးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကဲမှာကတ်ထားတဲ့ဆက်လေနစီလေမြစ်ထဲမြုပ်တော်ရဲ့လို့ဒေသခံရော်သားတယောက်ကပြောပါတယ်။ ်စစ်တပ်ကပြည်သူ့ကာကွယ်ရေးတပ်တွေစုံမိုးနေမြေအတွင်းကုန်စည်စစ်ဆင်တာကိုဖျက်တောက်ဖို့အခုလိုလေရင်နဲ့ဘုံကျဲချတာဖြစ်နိုင်တယ်လို့ကနေပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်ကပြောပါရယ်လီစင်မာလာရှန်နဲ့နေကင်းမိုင်းနဲ့ညာပိုင်းကလည်းကနေမြို့နယ်အနင်းကမင်းကင်းမြို့နယ်တွေကိုစစ်တပ်ကလေကြောင်းကနေနှစ်ကြိမ်ဘုံကျဲချခဲ့တဲ့အတွက် ပြည်သူတွေထိခိုက်ဒေဆုံးတရာရရှိခဲ့ပါရှင် မြောက်ရည်မြို့တောင်ပိုင်းဘက်မင်းလက်ပန်ကြားဖြတ်ရှုံးကနိုင်ငံခြားသား900ကျော်ကိုပြန်လည်ပို့ဆောင်ဖို့ခဲယူကလှုံ့ဆော်နေပေမယ့်နိုင်ငံတကာနဲ့အကူအညီမရတာကြောင့်ဒီအတိုင်းပြန်လို့ပေးလိုက်ရင်ကြားဖြတ်ကိုဆက်လုပ်သွားနိုင်တယ်လို့အလို့သမားအရေလှူရှားသူတွေကပြောပါတယ်။အောက်ခက်ပေးပို့ထားပါရှင်။ကင်းပြည်နယ်မြောက်မြို့တောင်ဘက်ကမင်းလက်ပံအွန်လိုင်းကြံပြံဝင်လုပ်ငန်းက နေရမပြောင်းလို့တဲ့နိုင်ငံသား900ကျော်တွေ့တယ်။ဒိုင်းဒိုင်းပူဆောင်ရေးလုပ်ငန်းတွေမှာနိုင်ငံတော်ကကူညီတာမရှိဘူးလို့ဒီဇင်ဘာလ6ရက်နေ့ကကရင်ကထုတ်ပြန်ပါတယ်။နိုင်ငံကကူညီမရလို့ထိနေတာနဲ့အလုံသမားတွေကိုပြန်လွှတ်ပေးလိုက်တာနဲ့ကြံပြန်ကိုဆက်လုပ်သွားနိုင်တယ်လို့အလုံသမားရေးလှူရှားသူတွေကပြောပါတယ်။နောက်ဆက်တွေ့ရပါထပ်ထွန်းလဲဆိုတော့သူတို့ဒီကနေ့အပြင်ရောက်သွားလို့ရှိရင်သူတို့ကဒီပေါင်းလို့လည်းကြားချက်မှာ တော်တို့ဟာဒီညညတညမှာချိန်ကိုဘယ်လိုလဲညညတော့ကပ်ပြီးတော့တူစရာဒီကြပြမဆက်ပြီးတော့လောက်သွားမဲ့ပုံစံမျိုးကျွန်တော်မြင်တယ်ပေါ့နော်ဘာသူကဒီလောက်ပဲလောက်တတ်တယ်အခြားလောက်မလောက်တော့တော့ဒီလောက်ကိုလောက်တတ်တာပြည့်စုံတော့ဒီသူတို့ဒီနိုင်ငံကဟိုတည်ရုံလောက်လောက်နောက်သွားတာပို့ပေးနေဒီတိုင်းချက်ထုတ်လိုက်အပြင်ရောက်သွားတယ်ဆိုရင်တချို့ကြတော့လည်းတန်ကောက်ကနေတန်းပြတာရှိတယ်တချို့ကြတော့လည်းအဲဒီဥစ္စာမှာပြန်ပြီးတော့ခုနကပြောသူအတုံးတူပြတ်လွတ်တာပေါ့ မင်းလည်းပဲကြမ်းပြန်ရုံမှာထိနေထားတဲ့တရုတ်တွေဟာမိမိလမ်းကြောင်းနဲ့ထွက်ခွာခွင့်ရဖို့ထိနေထားတဲ့တပ်တွေကထောက်ထားတယ်နဲ့အဆောက်အဦတွေကိုမိရှုဖြည့်ဆည်းတာတွေဖိအားပေးတာတွေလှုပ်ဆောင်နေပါတယ်။ဒါကြောင့်ထိနေထားတဲ့ကြမ်းပြန်လုံသမားတွေကိုနေမီလူညိုရင်ချီနေတဲ့ကြောင့်ကိုပိုင်အစီအစဉ်နဲ့ထွက်ခွာခွင့်ပြီးလိုက်တယ်လို့ KNU ကဆိုထားပါတယ်။ ဟိုမက်တူပြေပြတာပါအူလာမျိုးသူကတည်းကလူတွေစီစိုက်ဆုံးဆုံးဒါလည်းရှိပါလေ။အဲနောက်တစ်ခုကတော့သူ့ရဲ့ပြမရောက်တာကတော့တီးကြရဲဟိုဆက်ရှိတဲ့ဒီကတော့ဆက်ရှိတဲ့ဒီလူတွေလည်းဒီခေါင်းမှာလူကအမေကလက်ကန်ပြီးပြီးရလူတွေရှိတဲ့သူတို့ကလည်းဒီတော့ပါတည်တောက်တာလို့အများကြီးလို့ရလာတယ်တော့ဘယ်လိုလဲတော်တော်များများလို့ရတယ်ရတယ် အဲ့လိုလေချန်နယ်ကိုတောက်ပြသွားတာမျိုးဖြစ်လာတယ်တခါတလေကမာလန်ဘယ်လိုသားဆိုအောင်ဒီမှာဒီအခမ်းအနီးကမှာကိုစပ်ပြတာမျိုးကိုတတိယကမှာဒီချောင်းတာမျိုးဒီလေဖြစ်လာတော့ပါလေဒါကြောင့်ဂျာပြန်စာဦးတွေနဲ့ထိန်းသားတဲ့နိုင်ငံသားတွေကိုဆက်လက်ကိုင်းရွယ်ဖို့နဲ့ဒေသခံပြည်သူတွေကိုကာကွယ်စောင့်ရှောက်မှုကယန်ယူကပြည်မျိုးသားလူမျိုးတက်တော့ကယန်လန်လီကိုလောက်ပိုင်းငင်းအနာတို့ပြောင်းပေးလိုက်ပါတယ်နှစ်ဖက်တိုက်ပွဲတွေကြောင်း Δεν είναι αλήθεια ότι δεν είναι αλήθεια ότι δεν είναι αλήθεια ότι δεν είναι αλήθεια ότι είναι αλήθεια ότι δεν 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 είναι αλήθεια δεν είναι ဟိုမကောင်းဘူးနာလူမာရဆက်လာလို့မလားဟိုနိုင်ငံကြီးပါရှိယူရမျိုးဒီအမျိုးမျိုးပြည်လာကျင်းလာလို့မျိုးစစ်ကောင်မရှင်ကအွန်လိုင်းလိမ်လည်မှု လောင်းလမ်းမှုတွေကိုမြမမြေပေါ်ကနေအပြီးတိုင်ခြုံငင်းသွားအောင်အမြင့်ပြတ်ချင်းမုံတုတ်တင်ပါမယ်လို့ပြောဆိုခဲ့ပါတယ်ဒါအပြင်မင်းလက်မြချမ်းမြေယုံကကင်းထင်းထင်းသားနဲ့တက်တီတီကိုပြန်လဲရယူနိုင်ဖို့စစ်တပ်က မြေပြင်နဲ့ဝင်ရင်ပြစ်ကူရယူပြီးစစ်ကြောင်းထိုးနေတာကြောင့် လူကြီးရနဲ့မင်းလက်ပန်ကြီးရနီမှာတိုက်ပွဲကြီးပြင်းထန်နေပါတယ်ကျွန်တော်အောက်ခံပါ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဥရောပကော်မရှင်ကယူကရိန်းအတွက်ငွေကြေးထောက်ပံ့ရင်းနဲ့ပတ်သက်ပြီးအဖို့ဝင်နိုင်ငံတွေထဲကအရေးချင်းပြည်မီတဲ့အများစုကိုဆွေးဆောင်ဖို့ဖြည့်ရှင်းချက်တရက်အနေနဲ့အလွန်နှီးကပ်နေပြီလို့ဥရောပကောင်စီအကြီးအကဲကဒီဇင်ဘာလ9ရက်နေ့မှာပြောပါရတယ်။ ်အဖွဲ့ဝင်နိုင်ငံအားလုံးဒါမှမဟုတ်အနေဆုံးအနေနဲ့အရေးအချင်းပြည်မီတဲ့အများစုရဲ့သဘောတူညီချက်ကိုရမယ့်ဥပဒေနဲ့ဤပညာဆိုင်ရာဖြည့်ရှင်းချက်တစ်ခုကိုဆောင်ရွက်နေလို့အက်တိုနီယိုကိုစတာကဒဗလင်မြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုပြောပါတယ်အေယူကောင်းဆောင်တွေဟာဒီဇင်ဘာလ18ရက်နေ့မှာဆုံးဖြတ်ချက်ထားလိမ့်မယ်လို့ယုံရည်လို့ထပ်ပြောခဲ့ပါတယ် ဥရောပကော်မရှင်ကယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အခြေခံဝန်ဆောင်မှုတွေကိုရမုံငွေထောက်ပံ့ဖို့ပိတ်ဆို့ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေဒါမှမဟုတ်နိုင်ငံတကာချင်းငွေတွေကိုမကြုံစဖူးတုံးဖို့အဆိုပြုခဲ့တာပါပိတ်ဆို့ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုအများစုတရှိရာဘယ်လ်ဂျီယံနိုင်ငံရဲ့အစိုးရကတော့ဒီအစီအစဉ်ကိုကန့်ကွက်ခဲ့ပါရှင် အာဂျင်တီးနားနိုင်ငံမှာပြည်ထောင်စုတရားသူကြီးတယောက်ကငွေကြေးခေါ်ချမှုတန်တရားကိုစုံစမ်းစစ်ဆေးရေးတစ်စိတ်တစ်ပိုင်းအဖြစ်အာဂျင်တီးနားဘောလုံးအသင်းနဲ့ဘောလုံးကလပ်အုပ်စုတစုကိုစီးနှင်းဖို့အမိန့်ပေးလိုက်တယ်လို့ဒေတာခန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်ဒီဇင်ဘာလ9ရက်နေ့မနက်မှာဘွေနော့စ်အဲရီစ်မြို့တော်ကအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် AFA ရဲ့ရုံးချုပ်ကိုပြည်ထောင်စုအရှေ့တပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့ပါတယ် စင်းနေမှုတွေဟာငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Safinesis နဲ့ဆက်ဆက်နေတဲ့ငွေကြေးခေါ်ချမှုဆွဆွေးချက်တွေကနေဆင်းသက်လာလို့လနာစီယွန်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ထိတ်တဲကလပ်တွေဖြစ်တဲ့ Racing, San Lorenzo နဲ့ Independiente အပါအဝင်ဘောလုံးကလပ်တစ်စီကျော်ကိုစီးနေဖို့တရားသူကြီးကအမိန့်ပေးခဲ့ပါတယ်။ ဘောလုံးအသည်တွေနဲ့ Safinezet ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတို့အကြားငွေလွှဲပြောင်းမှုတွေကိုအာရုံစိုက်တဲ့ရာဇဝမှုဆိုင်ရာတိုင်ကြားမှုတစ်ခုကနေစုံစဲစစ်ဆင်မှုပေါ်ပေါက်လာတာလို့လာနာစီယွန်သတင်းဌာနကအစီရင်ခံခဲ့ပါတယ်ရှင်။ဆလဘေးအကစားသတင်းကိုတင်ဆက်ပေးပါမယ်။ မိုးဆာလာအနေနဲ့အမားကူကိုဝန်ခံမှသာနှုတ်ဦးနှစ်ဖက်အဆင်ပြေဆက်လက်လှုပ်ဆောင်တော့မှာဖြစ်ကြောင်းလီဗာပူးနည်းပြအာနက်စလော့ကပြောပါရယ်ဆာလာဟာသုံးပွဲဆက်တိုက်ပွဲထွက်ကစားခွင့်မရခဲ့ပြီးနောက်အသင်းရဲ့ဆုံးဖြတ်ချက်အပေါ်အပြင်းအထန်ဝင်ဖန်ခဲ့ပြီးတစုံတစ်ယောက်ကသူ့ကိုအသင်းကနေထွက်ခေါ်စေချင်တဲ့ဆန္ဒရှိနေကြောင်းလူသိရှင်ကြားထုတ်ပြောခဲ့တာပါအဲ့ဒီနောက်အင်တာမီလန်ကိုတကိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလစ်ပွဲစဉ်မှာနင်းပြစလော့ကဆာလာကိုလူစင်းကနေချဲ့လက်ခဲ့ပါတယ် လူတိုင်းကအမားနဲ့မကင်းကြပါပဲကို့အမားလုတ်ခဲတာကိုသိရှိဝန်ခံဖို့လိုအပ်ကြောင်းနဲ့ဆာလာအနေနဲ့အမားဝန်ခံမယ်ဆိုရင်အသည်မှအစဉ်ပြေဖို့မိမိဘက်ကစတင်ပြောဆိုဖို့အသင်ရှိကြောင်းနင်းပြစလော့ကပြောတော်ပါတယ်။လီဘာပူးအသင်းအနေနဲ့စီနီယာကစားသမား73ယောက်ပဲရှိနေချိန်မှာစေရက်အတွင်းလေဝဲကစားခဲ့ရပြီးအင်တာမီလန်ကိုအနိုင်ယူနိုင်ခဲ့တဲ့အပေါ်ကစားသမားတွေအတွက်အခွင့်အရေးကြောင်းလည်းပြောတော်ပါတယ်ရှင်။ ဒီပွေပြီးရုံးမြင့်တန်းကြိုင်းနေ့လည်နေ့တိုင်းသတင်းတွေကိုတရရှုစားခေကြရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါကျမကကီခိုင်ပါကျေးဇူးတင်ပါတယ်ရှင်